လူအဖွဲ့အစည်းမှကာလကြာရှည်မြင့်တွယ်နေတယ်။လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBTQIA+ တို့ရဲ့အခွင့်အရေးတိုက်ပွဲဟာစစ်အာဏာရှင်ကိုတော်လှန်တဲ့နှွေဦးတိုက်ပွဲနဲ့အတူပုံမှန်အကောင်လာပါတယ်။မတရားမှုကိုတွန်းလှန်ကြတဲ့နှွေဦးတိုက်ပွဲမှာမတူညီမှုတွေအပေါ်ကွဲပြားမှုတွေလည်းပူးတွဲတော်လှန်နိုင်မလို့ LGBTQIA+ အခွင့်အရေးလှရှားသူတွေကယုံကြည်ခဲ့ကြပါတယ်။နွေဦးတိုက်ပွဲခီးနဲ့အတူလူနည်းစုဖြစ်တဲ့လိင်စိတ်ခံယူမှုကွဲပြားသူတို့ရဲ့အခွင့်အရေးတိုက်ပွဲ ဘယ်လောက်ခီးရောက်နေပြီလဲဆိုတာကို Queer and Brief ကအာနာသိမ့်ပြီးနောက်ကြာရအခန်းကဏ္ဍကနေတသက်တကြွပါဝင်နေတဲ့ LGBTQIA+ တူချင်းစီအတန်းတွေနဲ့စိတ်ခံစားချက်တွေကိုစူးစီးဖော်ပြချပါတယ်မတရားအာဏာသိမ်းမှုအောက်မှာလူနည်းစုတွေအကြွလှုံ့ဆော်မှုတွေမိမ့်မိန်သွားသလိုအတန်ထွက်ပိုင်ခွင့်တွေလည်းရော့ကျခဲ့ပါတယ်။မြို့မြို့တော်ဖိနှိပ်မှုခွဲခြားမှုတွေအောက်မှာ တို့ရဲ့ယက်တီမှုရေရင်မှု စိတ်တန်ရာနေရာရွှေ့ပြောင်းမှုနောက်ဆက်တွဲအကျိုးဆက်တွေကိုလည်းပြီးသူအလုံးနီးသူတို့လည်းခံစားခဲ့ကြရပါတယ်။ဒါပေမဲ့အမျိုးသမီးနဲ့ LGBT တွေဟာတော်လိုင်းရဲ့အခန်းကဏ္ဍမှာအများအပြားပါဝင်လာကြပြီးဒီလိုပါဝင်လာခြင်းကလူတွေရဲ့အမြင်တွေအယူအဆတွေကိုတကယ်ပဲပြောင်းလဲနိုင်ပါရဲ့လား။ ရှမ်းပြည်နယ်ဇာတိအသက်25နှစ်အရွယ်ရှိပြီဖြစ်တဲ့အခီကတော့အရင်ထက်စာရင်အမြင်တွေပွင့်လင်းလာတယ်လို့ခံစားရတယ်လို့ဆိုပါတယ်။ဟိုးဟိုးအရင်ကတည်းကဆိုလို့ရှိရင်တော့အနောက်ပိုင်းမှာပို့ပြီးပွင့်လင်းလာတယ်လို့တော့မြင်တယ်ဘောနော်။ NGVD လို့ဆိုဒီ operation နဲ့ပတ်သက်ပြီးလှုပ်လို့ရတဲ့ကိစ္စတွေပါတယ်ဆိုရင်မသိခဲ့ဘူးကွယ်။ဒါပေမဲ့နောက်ပိုင်းဆိုလို့ရှိရင်တော့တော်တော်လေးဟိုဒါတွေက online မှာကစပါဘောနော်။အဲ့လိုဟိုလှုပ်လာတဲ့ဟာမျိုးတွေလည်းအများကြီးရှိတယ်။နောက်တော့မှ တချို့ဆိုလို့ရှင်ဒီ NGP တွေဆိုချက်ဂျင်းဟိုလက်ထက်အထင်းများလက်ထက်တဲ့ကိစ္စတွေပေါ့နော်သူဒါဆိုလို့ရှင်လည်းပပေါ်လုံးလင်းဖြစ်လာတဲ့အပိုင်းတွေလည်းအများရှိလာတယ်လေတော်လိုက်ကာလမှာလူငယ်တွေတကြွလှရှားသူတွေကတဆင်းတန်းတူညီမျှမှုဆိုတာကိုပုံမလက်ခံလာကြပေမဲ့များတော့အဖြစ်အရင်ကလူအဖွဲ့အစည်းထဲမှာမမြင်ရခဲ့တဲ့အာယုံဆိုင်မှုတွေမျက်သားမှုတွေကိုပြန်လည်လာကြတာပြန်လည်သုံးသပ်တာတွေရှိလာတာတွေ့ရပေမဲ့ မြားပြည်သူလက်ခံတဲ့အဆင့်အထိပြောင်းလဲမှုကတော့အလံဝင်းနေတဲ့ကြောင့်သူတို့ အတန်တွေကသစင်ဖော်ပြနေပါတယ်။အခီရဲ့အမြင်ကိုကချင်တိုင်းသားတယောက်ဖြစ်တဲ့လီယမ်ကလည်းထောက်ခံပါတယ်။လီယမ်ကအသက်30အရွယ်လူရဲ့သူဖြစ်ပြီး transgender man အဖြစ်လိင်စိတ်ခံယူထားသူပါ။ဒီ and i'm thinking shit shit အချိန်မှလည်းပေါ့နော်။အချိန်မှလည်းကြောက်ရွံ့ပါဖြစ်လဲဆိုတော့ main lgbt နဲ့ပတ်သက်တဲ့ event တွေပါပေါ့နော်။နည်းနည်းလေးပူပွင့်လင်းလင်းပို့ပြီးတော့မှရှိ ဟိုက LGBT အရင်းနဲ့ပတ်သက်ပြီးတော့မှပူပွင့်လဲလူတွေကပိုပြောလို့ရတယ်။ပြောမှအဲ့လိုမျိုးနဲ့ပတ်သက်တဲ့ event တွေဆိုရင်ရော public area မှာပေါ့နော် host လုပ်တာမျိုးပေါ့ LGBT ဖွဲ့စည်းရရင်ပြီးတော့သူတို့ host လုပ်တာမျိုးဟာရှိပေါ့နော်။အဲ့ချိန်မှာဟို LGBT ဟုတ်တဲ့သူတွေရောမဟုတ်တဲ့သူတွေရောအကုန်လုံးပါဝင်ကြတဲ့အနေအထားပေါ့နော်။ပြောမှကျွန်တော်တို့ဒီကိုယ့်ရဲ့အခွင့်အရေးအတွက်ပေါ့နော်ဒီပုံမှန်၃ခုခုနေပဲဖြတ်ဖို့ဟာမျိုးတွေပေါ့နော်။ကျွန်တော်တို့အဲ့လိုမျိုးတွေအများကြီးဟိုလူတွေကသူပြောလာကြတဲ့ဟာမျိုးတွေပေါ့နော်။အဲ့လိုမျိုးရှိရပေါ့။ဒါပေမဲ့အာနာတင်းပြီးနောက်ပိုင်းမှာတော့ အဲ့လိုမျိုးကျွန်တော်တို့ရာတောင်းဆိုလို့မရတော့ဘူးနော်အဲ့လိုမျိုး event တွေလည်းမရှိတော့ဘူးအဲ့လိုအခွင့်အရေးလှောင်ရှားမှုတွေဆိုတာလည်းမရှိတော့ဘူးပေါ့နော်ဒါပေမဲ့ကာလကြာရှိအမြင့်တွေတရှိလာတဲ့လူမှုဝန်ကျင်ကအမြင်တွေဟာအလွယ်တကူပြောင်းလဲနိုင်တဲ့အရာမဟုတ်တဲ့အတွက်စင်ခုံမှုတွေရှိနေတော့မှအမျိုးမျိုးသောစင်ခုံမှုတွေကြားမှာစစ်အုပ်စုကထုတ်ပြန်လိုက်တဲ့စစ်မှုထမ်းဥပဒေကတော့မျိုးသားအမျိုးသမီးနဲ့လိင်စိတ်ခံယူမှု ကွဲပြားသူတွေအတွက်လည်းပြေမလုခဲ့ပါဘူး။ ဒီစိန်ခေါ်မှုတွေကိုတော့လူနှဲစုဖြစ်တဲ့လိင်စိတ်ခံယူမှုကွဲပြားသူတွေကပိုပြီးစိုးရင်စိတ်များနေတဲ့အကြောင်းပို့အတိုင်းတာတယောက်ဖြစ်တဲ့ခွန်ကဆိုပါတယ်ခွန်ကတော့ဒီကနေ့အထိပြည်တွင်းမှာနေထိုင်နေစေလူငယ်ចောင်းသားတယောက်လည်းဖြစ်ပါတယ် အာအနာဇင်းမနပိုင်းမှာပြောရမယ်ဆိုတော့ဒီကျွန်တော်နေစင်ခုံမှုတရရှိရတာပေါ့ဆိုတော့ကျွန်တော်ဒီ LGBTQ အနေနဲ့ကျွန်တော်တယောက်အနေနဲ့နေရတဲ့အချိန်မှာပြုတည်ပြီးတော့ဒီအဲ့ဒီဒီအနာဇင်းမနပိုင်းပေါ်ပေါ်ပြီးတော့သတိထားရတယ်ကျွန်တော်အနေနဲ့ကျွန်တော်ဆွေးနွေးပြောရင်ဒီတယောက်ဖြစ်တဲ့အတွက် ရေကြောင်းနေနေပုံနေနေနေထိုင်မယ်ဆိုကျွန်တော်တက်ခါပေါ်ရင်ပို့ပြီးပြောအနေပုံများလာတဲ့အချိန်ကြီးရှိတာပေါ့နော်စမုထန်ကိစ္စနဲ့ပါပါခဲ့တဲ့ဆိုရင်တော့သူကတို့တင်ရခင်းစင်ခေါမှုတွေကအလုံးများများပါဆများပြားပါတယ်မဲ့ပါဆိုတော့ဒီစမုထန်ကိစ္စမှာပါခေမတော်ဖြစ်ကတည်းရဲ့မြန်မာနိုင်ငံရဲ့စမုထန်စနစ်ကကျွန်တော်ကပြောရင်ကောင်းမှုတော့စမုထန်စနစ်မဟုတ်ဘဲနဲ့ပြောရင်ဒီအာပြောရင်မကောင်းမှုလည်းနေနေနဲ့ခေါ်ရရင်ခေါ်ဆောင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နေနဲ့ပါပါခေတော့ကျွန်တော်တို့နေနဲ့စင်ခေါမှုများများတော့ဖြစ်ဖြစ်လာနိုင်မယ်ဒါကျွန်တော်နေနဲ့ ုတ်ကြရမယ်ဆိုတော့သူကရေးချောင်းနေနဲ့ဒီ simultaneous အမှန်မှာပါပါတယ်သူတိုင်းရနေဒီသူရေးချောင်းနေနဲ့ဒီထားလိုက်ဆိုရင်တော့ဒီသူအနေနဲ့ပြောရင်ဒီ sexually အဖြစ်က emotionally အဖြစ်က physically အဖြစ်ကပြောရင် abuse ဖြစ်လို့နိုင်နိုင်ရှိရှိရဲ့ခွန်းလိုမျိုးပြီးသွင်းမှာမနေပဲလွမြောက်ရာကိုပြောင်းရွှေ့နေထိုင်သူတွေဟာလည်းအလုံးစုံစိတ်ချနေထိုင်နေနိုင်တာတော့မဟုတ်ပါဘူးအနာသိမ်းပြီးနောက်မျိုးမျိုးတော့အခြေအနေတွေကြောင့်နေရွှန့်ခွာရချိန်မှာလဲစိန်ခေါ်မှုတွေရှိနေတဲ့အကြောင်း အခီကပြောပြပါတယ်စင်ခေါ်မှုလို့ပြောပြီဆိုလို့ရှိရင်ဇောနာပြောသလိုပေါ့နော်သူတို့ရဲ့ဖြစ်တည်မှုနဲ့အဲသူတို့ရဲ့ဟိုဘယ်လိုလဲသူတို့ရဲ့ဖြစ်တည်မှုတွေကိုတော်တော်များကဟိုလက်မခံနိုင်တဲ့ဟာတွေရှိတယ်ပေါ့နော်ဆိုလက်မခံတဲ့ဟာမျိုးတွေဖြစ်တော့သူတို့အနေနဲ့ကအာရှင်ပြောင်းတော့လာရတာကခက်ခဲဖြစ်ဖြစ်စေနိုင်တယ်ပေါ့ဥမာဆိုလို့ရှိရင်ကျွန်တော်တို့ဆစ်ချောင်ရလို့တနေရဟိုတနေရတော့မြတ်ဆိုလို့ရှိရင်ဥမာစစ်စစ်ရေးကြိတ်တွေရှိတယ်မလားအဲ့လိုဆိုလို့ရှိရင် သူကိုယ်နိုင်ကလည်းအမျိုးသမီး oh sorry အမျိုးသားလိုပဲနေတိုင်းပြမှုဆက်ဆံနေဒါပေမဲ့သူရဲ့မှာပုံတင်မှာကအမျိုးသမီးအမျိုးသမီးလိုပုံစံမျိုးရှိတယ်ကွအဲ့လိုဆိုတော့ CC ကိတ်မှာရောက်ပြီဆိုလို့ရှိရင်ဥမာအမျိုးသားတွေဆိုလို့ရှိရင်တော်တော်များများကသူကကားပေါ်နေစင်ခိုင်းတဲ့ဟာရှိတယ်လေဆိုတော့အဲ့ဒီလူတယောက်တော့ကြည့်မယ်ဆိုလို့ရှိရင်ပုံမှန်တော့သူကတော့မျိုးသားတယောက်ပဲပေါ့သူကမျိုးသားဖြစ်နေတယ်ပေါ့နော်အမျိုးသားလိုဟိုပြမှုဆက်ဆံနေဒါပေမဲ့ သူရဲ့မပုံတင်မှာမျိုးသမီးဖြစ်တယ်ဆိုအဲ့လိုနေသားမှာသွားဆင်းရမလားနေခဲ့ရမလားပို့စတာဖြစ်ပေါ့နော်အဲ့လိုတွေရှိရတချို့ကျတော့လေဒီစကားစားပက်ကနေဘလို့မှာဆင်းဆင်းရဲနဲ့နေမင်းကလေးလားရုပ်တလေးလားနေရပါလေအဲ့လိုပုံစံမျိုးပေါ့နော်သူရဲ့ဖြစ်တည်မှုကိုအဲ့လိုဟိုလောင်ပြောင်းတဲ့ကိစ္စတွေလည်းများရှိပေါ့နော်ဆိုတော့အဓိကတော့အဲ့ဒီသူရဲ့ဟိုမလေးစားတာပေါ့နော်သူတို့ရဲ့ဖြစ်တည်မှုမလေးစားတော့ဒါကဟိုတဒါတော်တော်လေးစင်ကောမှုဖြစ်စီတယ်ပေါ့နော် လက်ရှိမှာတော့လိန်စိတ်ခံယူမှုကွဲပြားသူတွေဟာတော်လန်ရင်းနယ်ပယ်ထဲမှာလည်းအများကြီးရှိနေပါတယ်။တချို့နေရာတွေမှာတော့အကြမ်းဖက်မှုတွေရှိနေဆဲဖြစ်တယ်လို့ထိုင်းမြန်မာနေဆက်တနေရာမှာနေထိုင်တဲ့လိန်စိတ်ခံယူမှုကွဲပြားသူနီကိုကသူ့အမြင်ကိုပြောပြပါတယ်။ ချို့သော NGBT တွေကျတော့ပြည်ထဲမှာမနေဘဲနဲ့ပြပပြပကိုထွက်လာတဲ့ဟာတွေများပါเนาะသူတို့ဒီအမျိုးသားဖြစ်တယ်တော့ပြီမဲ့သူတို့အမျိုးသမီးလိုပဲပြုမှုနေထိုင်တဲ့သူပေါ့ဆပယ်မှာဆိုလို့ရှိရင်အဲ့လိုစင်တော့သူတို့နူးနူးငင်းငင်းလေးတွေသူတို့လုတ်လုတ်ချင်ကြတဲ့ဟာမျိုးတွေရှိပေါ့ခိုးဖက်ရောက်တဲ့ချိန်ကျတော့ဥမာသူတို့အလုတ်ကျန်းနေပါလေလုတ်တဲ့ချိန်ကျလို့ရှိရင်သူတို့မလုတ်ချင်တဲ့အပိုင်းတွေလည်းများရှိရပေါ့အဲအဲ့လိုမျိုးတွေလည်းသူတို့ကြုံရတဲ့ဟာမျိုးတွေတော့ရှိတယ်ပေါ့လေ ဒါဥမာကုကာဒီမလုံးချုံမှုလို့ပြောတဲ့ချိန်မှာကပရိတမန်ချိန်ဒီမှာဆိုလို့ရှိရင်ဆိုလို့ရှိရင်လည်းသူတို့အများကြီးခံရတာပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီတော်လန်ရေးဘက်ကနေပြီးတော့မှလည်းဖြစ်ပေါ့နော်ဒါကဒီလိုမျိုးဒီလင်ပိုင်းဆိုင်ရာကြံဖတ်မှုတွေဆိုလို့ရှိရင်ဒီနောက်ပိုင်းဆိုလို့ရှိရင်မျိုးသမီးရပဲကြုံရမျိုးမဟုတ်တော့ဘူးနော်ဒီ NGB တွေတွေလည်းကြုံလာရတဲ့နေသားတွေလည်းအများကြီးရှိတယ်ပေါ့ဥမာအဲဒီ PDF တွေဝင်နေတယ်ဒီအဲ့လိုအချင်းချင်းအဲဟို ဘယ်လိုလဲဒီအကြံဖတ်တဲ့ကိစ္စတွေပေါ့နော်အဲအဲ့လိုမျိုးတွေလည်းချိချိလာတဲ့ဟာမျိုးတွေဆိုလို့ရှိရင်တတိထမ်းမိတယ်ပေါ့လူအတိုင်းဝိုင်းရဲ့စံနှုန်းတွေကိုကိုဘယ်လိုမြင်မယ်ဆိုတဲ့မိကွန်းတွေကြားထဲမှာ LGBT2IA+ လူငယ်တွေအချိန်တိုင်းစိတ်တိုက်ခိုက်မှုတွေခံရကြရပါတယ် တုံခင်းရဆိုတော့အများကြီးပေါ့နော်အထက်တစ်ခုဆိုရင်ကျွန်တော်ကတက္ကသိုလ်မှာပေါ့နော်ရန်ကုန်တက္ကသိုလ်မှာကျွန်တော်အင်တာဗျူးတက္ကသိုလ်ဝင်ခွင့်အတွက်ပေါ့နော်ကျွန်တော်အင်တာဗျူးတွားပြီးတော့မှဟိုတွားဖြေပေါ့နော်ဖြေတဲ့အခါမှာကျွန်တော်ကအဲ့တော့ကဘို့ဘာပေါ့နော်ကိုကကိုကအဲ့တော့ကကိုရဲ့ကျန်တဲ့ energy ကိုက coming out လဲလုတ်လုတ်ထားပြီးသားဆိုတော့ကျွန်တော်ကအဲ့တိုင်းပဲကိုရဲ့ဟိုပုံစံအတိုင်းပဲဟိုဘောင်းမီရဲ့အင်ဂျီအဲ့လိုဘောင်းမီရှင်ပေါ့နော်မျိုးတွားလဲပေါ့အဲ့ကြောင့် အဲ့ပမောက္ခတဲ့ကျွန်တော်ဒေါက်တာလီလာမင်းမင်းလေးလာကျွန်တော်အကျွန်တော်တို့ဟိုကိုယ့်ရဲ့စိတ်ကရောမင်းကလေးပေါ့နော်ဒါမဲ့ကိုကတော့အဲ့လိုမျိုးခံရင်ထားရပါပြင်းပြင်းလာလို့ခံရထားရနေကြတော့အဲဆိုရင်တော့မင်းကြီးလိုပဲလေအဲ့လိုမျိုးပြောတော့အချိန်မှာကိုတော်တော်လေးတော့စိတ်ကောင်းဖြစ်သွားတော့အဲဆိုတကယ်တက္ကသိုလ်ကြီးတစ်ခုရန်ကုန်တက္ကသိုလ်ဆိုတော့တကယ်ပေါ့မြန်မာနိုင်ငံမှာဆိုရင်ဟိုတက္ကသိုလ်ကြီးတစ်ခုလို့ပြောလို့ရပါတော့ အဲ့ပါမောခါလည်းမျိုးဆိုတော့ကိုလည်းနည်းနည်းရောအံ့အံ့အံ့ဩပါဘောနော်ဘယ်လိုလဲစိတ်မကောင်းဖြစ်သွားလူရင်ကျိမှုနဲ့ဘာသာရေးတံဖိုးတွေဟာတခါတလေအချွန်လွဲမှုအဖြစ်လူအခွင့်အရေးတွေကိုတားဆီးနေတတ်ပါတယ်။မြမလူမှုအတိုင်းအဝိုင်းအတွင်းမှာ LGBT လူငယ်တွေဟာတဘာဝအတိုင်းအသက်ရှင်ခွင့်ရဖို့ကိုပဲလူချင်နေကြတာပါ။ဒီကျွန်တော်တို့ရဲ့လူမှုအတိုင်းအဝိုင်းနေပြီးတော့ဟိုဒီ ကကြတော့လေဟိုတိတာသိစေမမြင်စေနဲ့ဆိုသလိုနောက်တစ်ခုကကြတော့လေမိဘတွေကဟိုမိဘတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီအာဒီအတိုင်းအဝိုင်းပဲဖြစ်ဖြစ်ပေါ့နော်ဟိုသူတို့ဟိုတိရောတိပါလိမ့်မယ်ဒါပေမဲ့ဟိုဟိုမပြောနဲ့ငါတို့မသိချင်ဘူးဆိုသလိုပေါ့နော်ဟိုမသိချင်ဘူးဆိုတာသူတို့သိနေလို့ပေါ့နော်အဲဆိုတော့သိနေသိနေရဆိုတော့ဟိုမပြောနဲ့ပေါ့နော်ဟိုဒီတိုင်းပဲထားလိုက်ပေါ့နော်ခုနကဒီဟို cultural as a whole လူမှုအတိုင်းအဝိုင်းတစ်ခုလုံးအနေနဲ့လဲဟို တရားသိစေမမြင်စေနဲ့ဆိုသလိုပေါ့ challenge တွေကတော့ဒီလိုမျိုးမိသားစု ဝင်တွေအာပြီးတော့ဒီကုမရှိနေတဲ့အတိုင်းဝိုင်းအနည်းနာတငယ်ချင်းတွေကိုကဖွင့်ပြလို့မရတဲ့အခါမှာကျတော့ဒီဟိုအခက်အခဲအနေနဲ့ကျတော့ဒီ help ပေါ့နော် help ဒီ physical help ပေါ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအရင်ထိခိုက်ပါတယ်ကိုကကျတော့ mental help ပေါ့ကိုရဲ့ဒီခံစားချက်တွေကိုကိုပြောပြလို့မရနေဘူးကိုရဲ့ဟိုတိုင်ပင်လို့မရနေဘူးဟိုပြီးတော့နောက်တစ်ခုကကျတော့ဒီအာဘာသာရေးအနေနဲ့လည်းဒီဟိုဒီအာဟာရေးကိုမကောင်းတဲ့အရာတခုလို့သတ်မှတ်ထားတဲ့အခါမှာကျတော့ကိုကဟို အသက်ရှင်နေရနဲ့ပဲဟိုငရဲမှာရှင်နေရတယ်လို့ပေါ့နော်။ကြားမှဖြစ်တည်မှုဆိုတဲ့စံနှုန်းတတ်မှတ်ချက်တွေဟာလူအဖွဲ့အစည်းနဲ့ယဉ်ကျေးမှုအထက်မှအမြင့်ကျွမ်းနေတာပါ။ LGBT လူငယ်တွေဟာတဘာဝအတိုင်းရှင်တန်ခွင့်ရဖို့ကိုပဲမျိုးလင့်နေကြတာပါ။ငယ်ဘဝအထက်ကကြုံခဲ့ရတဲ့စိတ်တန်ရာတွေနဲ့စိတ်ချမ်းသာရေးအတွက် ကောင်းမွန်အောင်ပြန်လဲကုသမှုဆိုတာကလည်းနာကျင်မှုနဲ့အတူလည်လာရတဲ့အရာဖြစ်တယ်လို့လူငယ်တယောက်ကပြောပါတယ်။အေးအနာသိမ့်ပြီးနောက်ပိုင်းပေါ့နော်အနာသိမ့်ပြီးနောက်ပိုင်း ကျွန်တော်ဟိုကောင်ဆယ်လင်းနှစ်ကြိမ်နှစ်ကြိမ်လောက်ယူပေါ့နော်ကောင်ဆယ်လင်းနှစ်ကြိမ်လောက်ယူရင်ပြောမှဒီနောက်ပိုင်းဆိုရင်ကျွန်တော်ဟိုကိုယ့်ကိုဆက်ခဲနေပေါ့နော်ကောင်ဆယ်လင်းယူလာပြန်ကိုယ့်ကိုဆက်ခဲနေနဲ့မနေ့ပိုင်းဆိုရင်ဟိုကစွတောင်းနေကျွန်တော်ခရီးရန်ဆိုတော့ပေါ့နော်စွတောင်းနေစန်းစာဖတ်စန်းစာဖတ်တယ်ပြောမှဟိုဟိုကကိုယ့်ရဲ့ work out တွေပေါ့နော် work out လုပ်တယ်ပြောမှအဲ့လိုမျိုး mindfulness ပေါ့အဲ့မျိုး reading exercise လုပ်ရင် mindfulness လုပ်ရင်ပေါ့အဲ့လိုမျိုးပုံစံတွေတော့ကိုယ့်ဟာကိုစူးစမ်းပြီးတော့မှစစ်ခဲပေါ့နော်ကိုယ့်ဟာကိုလုပ်နေတဲ့အားမျိုးရှိရပါတော့ ်လူငယ်တချို့အတွက်ဘဝလန်ခီးဟာလွယ်လွယ်ကူကူမဖြစ်ပါဘူးဒါပေမဲ့လီယမ်တို့လိုလူငယ်တွေရဲ့ရဲရင်မှုနဲ့ကိုကိုကိုပြန်လဲဖန်တီးနိုင်တဲ့စိတ်အားကောင်းမှုတွေကတော့အနာဂတ်အတွက်မီးပြတိုက်တစ်ခုလိုဖြစ်နေပါတယ်လူမှုဘဝတစ်လျှောက်လုံးအယူဆွဲလာတဲ့ကြားဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့စံနှုန်းတတ်မှတ်ချက်တွေကိုကလေးအရွယ်ငယ်စဉ်ကတည်းကလက်ဆက်မကန့်ဖို့လူကြီးမိဘတွေအနေနဲ့လေ့ကျင့်သင်ကြားပေးခြင်းကအရေးကြီးတယ်လို့အမိမဖော်လို့သူအမျိုးသမီးရေလှူဆောင်သူတချို့ကလည်းဆိုပါတယ် လူမှုပတ်ဝန်းကျင်မှာယောက်ျားလေးဆိုတာဥဆောင်နိုင်ရမယ်ငွေရှာနိုင်ရမယ်အလပမကြိုက်ရဘူးမိန်းကလေးဆိုရင်လည်းအနှွက်တူဖြစ်တဲ့အင်ဂျူရီသိခါရှိရမယ်လတာပတနေရမယ်စသဖြင့်ယောက်ျားဖြစ်ခြင်းမိန်းမဖြစ်ခြင်းဆိုတဲ့စံနှုန်းတတ်မှတ်ချက်တွေကိုလက်ရှိအချိန်ထိယူဆလက်ခံနေကြပါတယ်တသက်လုံးအယူဆွဲလာတဲ့ကြားဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့ပုံစံခွက်အပေါ် ကြားမစံနှုန်းတမတ်ချက်တွေမရှိအောင်ကြားဖြစ်ခြင်းမဖြစ်ခြင်းပေါ်မူတည်ပြီးခွဲခြားတမတ်တဲ့စံနှုန်းတမတ်ချက်တွေကယုံကြည်ကိုးကွယ်မှုရိုးရာယဉ်ကျေးမှုဓလေ့ထုံတမ်းတွေမှာပိုအမြင့်တွယ်တာတွေလည်းရှိပါတယ်ကျမဟန္နာပါ